အားလုံးမင်္ဂလာပါ N1 ခန်းချီမာစတာအပိုင်း20ဗီဒီယိုဖြစ်ပါတယ်အားလုံးနဲ့အတူတူလေ့လာကြည့်ကြမယ်နော်အခုပထမအောင်ဆုံးလေ့လာမယ့်စကားလုံးလေးကကြတော့ငူးညော်ပြီးမှချောဆိုပြီးတော့အတန်းထွက်တဲ့စကားလုံးလေးနဲ့ ခွန်ယော်မီမှာကြတော့ရှီအိုဆိုတဲ့စကားလုံးမျိုးလေးလာမှာဖြစ်ပါတယ်။သူ့ရဲ့အတန်တော့ကချောပေါ့နော်။တကယ်လို့ရှီအိုဆိုပြီးအတန်ထွက်တယ်ဆိုရင်တော့ဂျီယင်ကိုပြောတာ။နောက်တစ်ခုကဂျီနော်နာကလည်းခေရေစီချောင်းဆိုတဲ့အတိတ်ပဲရတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့သူ့ကိုဒိုရှီကရိယာအနေနဲ့သုံးတာဆိုရင်တစ်လုံးနဲ့သုံးလို့များတာဘူးပေါ့နော်။ဒါတော့ဥပမာဆိုလို့ရှိရင်ရှီအိုကမြည်ကြည့်လို့ဆိုလို့ရှိရင်ဒီကလုံးဟာကိုပြည့်ရှင်မြစ်တက်လာအဲ့လိုပုံစံမျိုးလေးပုံစံမျိုးမှာသုံးတာပေါ့နော်။အဲ့တော့ဝကြလေးနဲ့တွဲပြီးတော့လေ့လာကြည့်ပါမယ်။ရှီအို ရှိ ਉ ရှိ ਉ ဆိုတာကြတော့ဆိုနာပြောတော့ဒီရင်ပြောတာပေါ့နော်အဲ့တော့ယောဂသာတိနာလို့တို့ရှိ ਉ တော်မျိုးကသရောကုနာတို့ဆိုလို့ရှိရင်ဒီညနေဆောင်ရောက်ပြီဆိုလို့ရှိရင်ဒီလိုင်းရင်းရဲ့အနံ့ပေါ့နော်အလားလုံးဝပြင်းလိုက်ဆိုတဲ့ပုံစံမျိုးလို့တောင်းထားပါပေါ့နော်နောက်တစ်ခုကကြတော့ရှိ ਉ ခါစေရှိ ਉ ခါစေရှိ ਉ ခါစေဆိုတာကြတော့ဒီပင်တွေကတိုက်တဲ့လေကိုပြောတာပေါ့နော်မီနာတို့ကဆူဆူရှိရှိုးခါစေကဖူးတဲ့တာဆိုလို့ရှိရင်ပြင်းတဲ့ကန်ဆာ ကန့်စိတ်ပေါ့နော်စိတ်ကမ်းမှာဆိုလို့ရှိရင်အရာကိုအင်းရတယ်ဒီရှိုးခါစေးဆိုတာကြတော့ပင်ပင်လေးလေးပေါ့နော်တိုက်ရဲပေါ့နောက်တစ်ခုကကြတော့ချောလီယူ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 ဆိုတာကြတော့ခီရေစီချောင်းပြောတာနောက်တစ်ခုကကြတော့ပင်ပင်လေးစီချောင်းဒီရေလေးစီချောင်းပြောတာပေါ့နော်အဲခုနိုဆဲစခုကစေကိုင်းတော့ချောလီယူနီအတဲအီလို့ဆိုလို့ရှိရင်ဒီနိုင်ငံရေးမူဝါဒဆိုလို့ရှိရင်ဒီကပါလုံးကျဲဒီခီရေစီချောင်းလေးအလုံးကကိုက်နေနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးထားဖြစ်ပါတယ်နောက်တစ်ခုက full choice ဖူးချောဖူးချောဆိုတာကကြာတော့ပြောမယ်ဆိုရင်လောလောဆယ်ရခုမျက်မှောက်ကလာကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကခစ်စားတာလူချိုင်များတာရေပန်းစားတာအများကလက်ခံတာဆိုတဲ့အထိပ္ပယ်မျိုးကိုဖူးချောလို့ခေါ်ပါတယ်အဲ့တော့စိုင်းကင်းဝါဟာဒရာကီကာတာကိုမိနာကိုစုဖူချောကဟီရိုကတဲ့အီလူဆိုရင်အခုတော့အလုံးလုံးပေါ်ကိုင်းမိနေပတ်သက်ပြီးတော့ပြန်ပြီးဖို့ကိုတုံးသက်တဲ့ဟာကရေပန်းစားပြီးတော့တွေ့နေကြကြဖြစ်နေတယ်ဆိုတဲ့အိပ်ပင်မျိုးနဲ့တုံးထားဖြစ်ပါတယ်။နောက်တစ်ခုကကြတော့တာကာရှိကိုတာကာရှိကိုတာကာရှိကိုဆိုတာကကြတော့ဘာကိုပြောရလဲဆိုတော့ နာခရှိဟိုဆိုတာကဒီသူကအတန်ထွက်ကတခရှိဟိုဆိုပြီးအတန်ထွက်နေဆိုရင်သူကဒီပြောမယ်ဆိုတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ပြည်နယ်ကြီးကမြင့်တက်လာတယ်ဆိုတဲ့ပုံစံမျိုးမကောင်းတဲ့ပေါ့နော်ဆိုင်းကိုင်းနဲ့ပတ်သက်တဲ့ပုံစံမျိုးမှာအတုံးပြည့်ရဲ့ဥမာတိုင်ဖွန်းတဲ့တခရှိဟိုနော့ဟီကိုင်းကဒေတာဆိုလို့ရှိရင်ဒီပစ်တိုင်ဖွန်းပေါ့နော်မုန်တိုင်းခြောက်ပြည်နယ်ကြီးမြင့်တက်ပြီးမြင့်တက်လာတဲ့ပြောမယ်ဆိုရင်ဟီကိုင်းပေါ့နော်ပစ္စည်းဆုံးရှုံးမှုတွေထွက်လာတယ်အဲ့လိုပုံစံမျိုးသုံးတယ်တကယ်လို့သူ့ကို အဲဒီတာခါရှိကိုဆိုပြီးတော့အတန်နဲ့ထွက်ခဲ့မယ်ခိုးချိုးဆိုပြီးတော့အတန်ထွက်မယ်ဆိုလို့ရှိရင်တော့ပင်နဲ့ရည်ဒီရည်မြင့်တတာကိုတုံတာပေါ့နော်အဲဂျိုးဂျိုးတုံတာပေါ့နော်သဘောဘီအနေနဲ့မဆိုင်ဘူးဂျိုးဂျိုးတုံတာဒါဆိုရင်ပင်နဲ့ဒီရည်ဒီရည်ကြဒီရည်ကြတာကိုကြတော့ရှိဝဟိရှိဝဟိရှိဝဟိကိုခေါ်ပါလေအဆိုရင်နောက်ထပ်တစ်လုံးထပ်ပြီးတော့လေ့လာကြည့်ပါမယ်အခုလည်လာမယ်စကားလုံးလေးရကြတော့ဥလ ုလာဆိုပြီးတော့အတန်ထွက်တဲ့စကလုံးလေးဖြစ်ပါတယ်သူကကြတော့ဒီရေလက်ချားပေါ့နော်ရေလက်ချားတို့စီးဝင်တာမျိုးတို့ပင်လေကန်းဆက်ကန်းချေအဲပြည့်တဲ့အခါကျတော့တဲတောင်ရံကန်းချေတောင်ရံတို့ရေအိုင်ကန်းဆက်တောင်ရံတို့အဲ့လိုမျိုးအဓိပ္ပာယ်ရတဲ့ခန်းချီလေးဖြစ်ပါတယ်သူတို့သူ့မှာဆိုလို့ရှိရင်ဒုရှိကရိယာမရှိဘူးပေါ့နော်မရှိတဲ့အတွက်ကြောင့်မလို့တခြားစကလုံးလေးနဲ့တွဲပြီးတော့နေလာခြင်းပဲပေါ့နော်တမအောင်ဆုံးကကျတော့ဥလား ဥလဥလဆိုတာဆနာပြောတယ်လို့မျိုးပင်လယ်ကန်ဆက်တောင်ရံတို့ဘာလို့ပြောတာပေါ့နော်ခုနဥလဝါမူကရှိကာတာလျောကာစကန်တာဆိုရင်ဒီပင်လယ်ကန်ကြီးမှာဆိုလို့ရှိရင်ဒီငါးဖန်းတာပေါ့နော်ငါးဖန်းချင်းလျောပေါ့နော်ငါးဖန်းချင်းကရန်ကိုဖြစ်ထွန်းခဲ့ရဆိုတဲ့အိပယ်မျိုးနဲ့တုံထားပေါ့နော်နောက်တစ်ခုကဥလပဲဥလပဲဥလပဲဆိုတာကကြတော့ အဲ့ပြည်နယ်ကန်ဆာအနီးနားကိုပြောတာပေါ့နော်ဦးလာပဲဝဆန်ပို့ဆိုလို့သူ့ရှိကိုနော်ခါဝူဒီကဆိုလို့ဆိုလို့ရှိရင်ဒီပြည်နယ်ကန်ဆာကန်ချီကိုလမ်းလျှောက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီရေလိုင်းရေပြည်နယ်အနှံ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဦးလာကဆဲဦးလာကဆဲဆိုတာကြတော့ပြည်နယ်ရတိုက်ခတ်တဲ့လီကိုပြောတာပြည်နယ်လီပေါ့ပြည်နယ်ကန်ချီလီပေါ့နော်ယူကာတာမီနာတို့ဆိုဆူဆူရှိဦးလာဦးလာကဆဲကဖူကီဟာချင်းနဲ့မှာရှိတာဆိုလို့ရှိရင်ဒီညနေပိုင်းကိုရောက်လာပြီဆိုလို့ရှိရင်အရန်ကိုအေးမြတဲ့ ပေါ့နော်ကမ်းခြေလေးကြီးကတိုက်ဆက်နေတက်ခဲလာတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ချစ်ချစ်ဦးလာဦးလာချစ်ချစ်ဦးလာဦးလာဆိုတဲ့ဒီစကားလုံးလေးကကျတော့သူကပြောမယ်ဆိုလို့ရှိရင်အာချီတာကိုချီတာဥမာဇန်ကိုကိုအာချီတာကိုချီတာနိုင်ငံတနိုင်ငံတော့နိုင်ငံအားလုံးဟိုဟိုဟိုဒီဒီပေါ့အကုန်လုံးပြန့်နှံ့သွားတယ်ဟီရိုမာတို့အလိုပုံစံမျိုးနေရာမျိုးတွေမှာချစ်ချစ်ဦးလာဦးလာအာချီတာကိုချီတာဇန်ဘူးအလိုပုံစံမျိုးတုံးတာပေါ့နော် ဒါတော့နောက်ထပ်စကားလုံးတစ်လုံးထပ်ပြီးလေ့လာကြည့်ပါမယ်။နောက်ထပ်စကားလုံးလေးကကြတော့ n ဆိုပြီးတော့အတန်ထွက်တဲ့စကားလုံးလေးဖြစ်ပါတယ်။အဲ့တော့သူ့ရဲ့အတိတ်ပဲမူရင်းကဘာလဲဆိုတော့နာနီနာနီနီဆိုတဲ့နာနီနာနီနီရှိတာကတဲ့လိုက်နာတယ်ဆိုတဲ့အတိတ်ပဲမျိုးအဲ့ဒီအတိုင်းလိုက်နာတယ်အဲ့ဒီအတိုင်းဆိုတဲ့ပုံစံမျိုးအတိတ်ပဲရတယ်ပေါ့နော်။အဲ့တော့သူ့နဲ့ပတ်သက်ပြီးတော့ဒိုးရှိကရိယာအနေနဲ့ကြည့်မယ်ဆိုရင်ဆိုဥဆိုတဲ့စကားလုံးလေးပေါ့နော်ဆိုဥလို့ခေါ်တာပေါ့နော်ဆိုဥဆိုတဲ့ဟာကအထက်မှာနံပါတ်1အတိတ်ပဲနေနဲ့ပြောမယ်ဆိုရင် မိုနိုနိုအင်ဒါမှမဟုတ်တာကလေးနီဆိုတဲ့စုစုမှုဆိုတဲ့အိပဲဥပမာအပြည့်ဥပမာလမ်းကြောင်းပေါ့ဒါမှမဟုတ်နာကလေးအဲ့ဒီအစီအစဉ်အတိုင်းအရင်ကဖြစ်ခဲ့တဲ့အတိုင်း ဆွဆွဟုတ်ထပ်ပြီးတော့လှုပ်ပြီးတော့ရှေ့ကိုဆက်သွားတယ်အဲ့လိုပုံစံမျိုးအတိတ်ပဲရတယ်ဆိုဦးဆိုတော့တလျှောက်ဆိုတဲ့အတိတ်ပဲမျိုးလည်းတရားရတယ်နောက်တစ်ခုကနံပါတ်2ကကြာတော့ဒီဟိုးရှင်လမ်းစဉ်ကြီးနီးလန်းကြီးနောက်ပြီးတော့ eco ဆန်ဆန်နာကြီးပေါ့နော်အဲ့လိုအရာမျိုးဆိုရင်ခီချုံးပေါ့နော်သူတို့ဆန်ချိန်အတိုင်းကိုရှီတာကာကိုလိုက်နာတယ်ဆိုရင်အတိတ်ပဲမျိုးလည်းတရားရတယ်ပေါ့နော်ဥပမာအဖြစ်ခါဝါနီဆိုတဲ့အလိုခုဆိုလို့ရှိရင်မြစ်အတိုင်းအဲ့တော့မြစ်တလျှောက်ပေါ့မြစ်ရဲ့နာဂာရဲ့အတိုင်းကိုအလိုခုဆက်ပြီးတော့လှုပ်တယ်လမ်းလျှောက်သွားတယ်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်နောက်တစ်ခုကကြာတော့ ထိတိုင်းနေဆိုခိုးတော့ဆိုလို့ဆိုရင်မျောလင့်ချက်နဲ့ကိုက်ကြီးတဲ့မျောလင့်ထားတဲ့အတိုင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မျောလင့်ဆန္ဒပြုထားတဲ့အတိုင်းခိုးတော့ဆိုလို့ဆိုလို့ရှိရင်လှုပ်ရှားဆောင်ရွက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ပေါ့နော်အဲ့တော့သူနဲ့ပတ်သက်ပြီးတော့ဒီဝါကြလေးကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်နော်အင်ဂန်အင်ဂန်အင်ဂန်ဆိုတာကကြတော့ ပြောမယ်ဆိုလို့ရှိရင်ပင်လေကန်းချီပြောပါဘောနော်အဲတော့ခုနကမချီဝအင်ကန်းချီခင်တော့ဘိုးဆိုင်တိုင်းစာကူကစွစွန်တဲ့အီလို့ဒီမြို့ပါဆိုလို့ရှိရင်ပင်လေကန်းချီဆိုင်ရာနေပဲဒေသတွေမှာလုံးဝအဘိုးဆိုင်ပေါ့နော်တဘာပင်ရနေဥကာခွေတဲ့ဒီတိုက်စာကူအနည်းနဲ့ကိုလောက်ဆောင်နေတယ်ဆိုတဲ့အိပယ်မျိုးပေါ့နော်နောက်တစ်ခုကကြတော့ အန်ဒိုအန်ဒိုအန်ဒိုဆိုတာလမ်းကြောင်းလမ်းစဉ်ကိုအန်ဒိုလို့ခေါ်ရပေါ့နော်။ဟိုမှာလမ်းတစ်လျှောက်အတိုင်းဒီလမ်းအတိုင်းပါလို့အဲ့လိုပုံစံမျိုးပေါ့နော်။မာရန်ဆွန်တိုက်ခိုင်တော့အန်ဒိုနီအိုကနိုရှိတို့ကအစမတာဆိုလို့ရှိရင်ဒီမာရန်တုံပြေးပြန်ပွဲပေါ့နော်။အဲ့ပြေးပြန်ပွဲရဲ့လမ်းအတိုင်းပေါ့နော်။လူတွေအားလုံးကစုဝေးပြီးရောက်ရှိခဲ့ဆိုအတိတ်ပဲမျိုးပေါ့နော်။နောက်တစ်ခုကကြတော့အင်းဆဲ အင်းစင်အင်းစင်ဆိုတာကကြတော့ယထာလန်တခြားကိုပြောပါဘောနော်အဲ့တော့ခုနချီခူဝတစ်စုတို့အင်းစင်တော့နင်းခီချူတက်ကိုချီတဲ့ဆိုရင်ဒီရက်ွက်ဒေတာပေါ့နော်ဒီရက်ွက်ဒေတာပါဆိုလို့ရှိရင်နဲ့အင်းတို့ဆိုတာတစ်စုတစ်စုတို့ဆိုတာကြတော့ဒီတန်လန်ရဲ့မေးရထာလန်နေပေါ့အဲ့ဒါလေးအဲ့တော့ဒီတော်တော်များများလူကြိုက်များတဲ့ဂျူတာခုနေအိမ်လေးပေါ့နေအိမ်လေးရှိတဲ့နေမီဒေတာဖြစ်တဲ့ပုံစံမျိုးရေးထားပါတော့နောက်တစ်ခုကကြတော့ အင်းယောအင်းယောအင်းယောဆိုတာကကြတော့အရှိကလှုပ်ထားတဲ့နီးစနစ်အတိုင်းကိုလှုပ်တာဆက်လက်လှုပ်ဆောင်တာမျိုးပြောတာပေါ့ဥပမာဆိုရင်ဤစင်းတော်ယာလီကတာဤစင်းတော်စေတူဆနိုမမဆုကိုင်းစစုခဲရုကိုတော့ရှိမရှိခဲ့တဲ့ဥပမာစနစ်အတိုင်းလိုက်လှုပ်တာအဲ့တော့ဖူလိုယီဟိုရှိခီကိုရှိပါတာကိုအင်းယောဆိုလိုချင်တယ်တန်ယောစုဒီဖို့တိုနိရှိမှာစတာဆိုလို့ရှိရင်ကျွန်တော်ကနန်းစင်အဟောင်းပဲပေါ့နော်ရှိပါတာကိုထပ်ပြီးတော့ ပေါ့နော်ထပ်ပြီးတော့အသုံးချဖို့ပဲပြုလုပ်ခဲ့ဆိုတဲ့ပုံစံမျိုးနဲ့အသုံးလုပ်ပါမယ်။နောက်ထပ်စကားလုံးကလုံးထပ်ပြီးလေ့လာကြည့်ပါမယ်။ခုလေ့လာမယ်စကားလုံးလေးကကြတော့ခိုးဆိုပြီးတော့အတန်ထွက်တဲ့စကားလုံးလေးပေါ့နော်သူ့မိဆိုဆိုပြီးတော့အတန်ထွက်တဲ့ဆိုလို့ရှိရင်သူကရေမြောင်းပြောတာပေါ့နော်အဲ့တော့ရေတုံမြောင်းလို့ရေမြောင်းလို့အဲ့လိုပုံစံမျိုးတွင်းမြောင်းနေအဲ့ဒါကိုမိဆိုလို့ခေါ်တယ်ပေါ့နော်အဲ့တော့သူ့ကိုခိုးဆိုပြီးတော့အတန်ထွက်တာဆိုတော့တခြားစကားလုံးလေးနေကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့သူ့ကို high ဆိုပြီးခိုး high ဆိုပြီးခိုး high ဆိုပြီးခိုးဆိုလို့ရှိရင်ဒီညဉ့်ဉန်ရေမြောင်းလေးပေါ့နော်ဟိုစာမိန်ကရေမြောင်းလို့ပါလို့အဲ့လိုပုံစံမျိုးဟာကိုဒီမကောင်းတဲ့ရေတွေစီးဆင်းတဲ့မြောင်းပေါ့အဲ့ဒါကို high ဆိုပြီးခိုးလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ဒီမိဆိုကဖူကာမ ဖူကာမာလို့ဤဆိုကဖူကာမာလို့ဆိုလို့ရှိရင်ဒီနှစ်နိုင်ငံပဲဖြစ်ဖြစ်လူနေရောက်ပဲဖြစ်ဖြစ်အဲ့ဒီရဲ့ဆက်ဆံရေးဂျာနယ်မှာရှိတဲ့နီကန်ကန်ကေဆက်ဆံရေးပတ်သက်ဆက်နွယ်မှုအဲ့လိုမျိုးဟာတွေကအခနီနာတို့ပေါ့နော်တဖြည်းဖြည်းနဲ့ဆုံးရလာရဆိုတဲ့ပုံစံမျိုးကိုအတုံးပြရပေါ့နော်နောက်တော့ကျွန်တော်ဤဆိုကအားလို့ခိုနိုဖူတာလီနော်အိုက်တန်ဤဆိုကအားလို့ဆိုလို့ရှိရင်အဲ့ဒီလူနေရောက်ကနည်းနည်းတို့ဂျာနယ်မှာအာအဆင်ပြေတာလေးတွေခရောက်ခဲ့လေးတွေအဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့လိုကွာဟောင်းလေးရှိတယ်အဲ့လိုပုံစံမျိုးနေရာမျိုးတွေမှာလည်းအတုံးပြရပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်လုံးထပ်ပြီးစဉ်းစားကြည့်ပါမယ် အခုလေလာမယ်စကားလုံးလေးရကြတော့ဟျောဆိုပြီးတတ်ထွက်တဲ့စကားလုံးလေးပေါ့နော်သူ့ရဲ့ဒိုးရှိတတိယအနေနဲ့ဆိုရင်တာတာယုံတာတာယုံတာတာယုံဆိုတာမျိုးပါလားဥပမာကျရင်ဂျေဂျေထဲမှာမျိုးပါတာလို့လေထဲမှာမျိုးပါတာလို့ရန်နဲ့မျိုးပါတာလို့အဲ့လိုပုံစံမျိုးထိပ်ပေးရတဲ့ခုရဲ့နောက်တစ်ခုကဖူးရင်ခိကပါလို့ပေါ့နော်ဥပမာပေါင်းဝင်ချင်းအနေထားဖြစ်တယ်ဥပမာပြွန်ဆယ်ကောင်းတဲ့ပေါင်းဝင်ချင်းပြွန်ဆယ်ကောင်းတဲ့ချင်းမျိုးအနေထားမျိုးဖြစ်တယ်အဲ့လိုပုံစံမျိုးအဲ့လိုထိပ်ပေးမျိုးတက်ရတော့ပေါ့နော်အော်ဝကြလေးနဲ့တွဲပြီးတော့လေလာချင်းနဲ့ဆိုလို့ရှိရင်နံပါတ်၁ကကြတော့ပျော်လီယူ ဖျော်လီကိုဖျော်လီဆိုတာသွင်သွင်စည်းစင်းတာတို့တိုက်ခတ်နေတာတို့တဖြည်းဖြည်းရွေးရှာမျိုးပါပြီးလွင့်ပါလာတာတို့ဆိုတဲ့အသေးပဲမျိုးတရောက်တယ်ပေါ့နော်အဲ့တော့ဖူနေကပါလာရှိနီပါဤဦးမီအိုဖျော်လီရှိမစတာအဲ့တော့တင်မောကပုံတိုင်းနှမ်းချောင်းတိုင်းပေါ့နော်ပုံတိုင်းနဲ့တွေ့ဆုံပြီးတော့ပင်လယ်ထဲမှာမျိုးပါသွားတယ်ဆိုတဲ့အသေးပဲမျိုးနေတာပေါ့နော်နောက်တစ်ခုကကြတော့ဖျော်ဟခုဖျော်ဟခုဖျော်ဟခုဆိုတာကကြတော့ဥမာဖြူအောင်လုပ်တာပေါ့နော်အဲပြောမယ်ဆိုလို့ရှိရင်အာ ရှုပ်ပေးဝအောင်လုပ်တာဥပမာနေဖြစ်တော့၎င်းဆေးနဲ့တော့၎င်းဓာတ်ဆေးနဲ့တော့၎င်းပေါ့နော်ကြီးချွတ်တယ်ဆိုတဲ့ပုံစံမျိုးဆေးချွတ်တယ်ဆိုတဲ့ပုံစံမျိုးဖြူစေတာပေါ့အဲ့ဒါကိုပြောဟာခုလို့ပြောရအောင်မို့ဖြောဖြောဟာခုဆိုင်မှုပါလို့ရှိရင်လေဒီမှာအဖြူဖြူအောင်လုပ်တဲ့ဆေးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဝကြိုင်နေတွေ့လေးလာမယ်ဆိုရင်ရှီမီကိုထိုးလို့ထားမယ်နိရှာ့စုကိုဖြောဟာခုရှိမှစတာဆိုလို့ရှိရင် အဆုံးကိုချို့ဖို့အတွက်ပေါ့နော်အဆုံးကိုဖယ်ရှားစေဖယ်ရှားစေဖို့အတွက်ဒီရှာစုရှာအင်ဂျီကိုဟိုဟာခုရှိမှရှာစုစေချို့ဖြစ်ဆိုအတိပ္ပယ်မျိုးနဲ့ပုံထားဖြစ်ပါလေနောက်တစ်ခုကကြတော့လေဖြောဟခုပဲဖြောဟခုဒီဖြောဟခုဖြောဟခုကကြတော့ဘာလဲဆိုလှဲ့လေသွားလာတယ်ဆိုရင်ပုံစံမျိုးမှာအတုံးဖြူတာပေါ့နော်အဲ့တော့သူ့ကိုဖြောဟခုရှာဆိုပြီးတော့တုံးတယ်ဆိုရင်လူလီလူနဲ့ကိုပြောတာတောင်းစင်ချင်းကရှောက်သွားတယ်လူလီလူနဲ့အဲ့ဒါကိုဖြောဟခုရှာလို့ခေါ်ရပေါ့နော် အဲ့တော့ဝါချာနေတူပြီးလေးလာမယ်ဆိုလို့ရှိရင်ခါတွေကဂျီဘူမို့တို့မဲ့တဲ့ခခုချီကိုပြောဟခုရှိတဲ့ဤတာသူကလွတ်လပ်မှုကိုလွတ်လပ်တော့ဆိုရင်လူဖြစ်တဲ့ကြောင့်မလို့နေပေဒေတာတခုချင်းစီကိုတွားတွားတယ်ပေါ့လှည့်လည်ပြီးတော့တွားလာတယ်ခဲတယ်ဆိုတဲ့အိမ်ထဲမှာ ਨੇ ပုံထားဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပြောခိုးပြောခိုးပြောခိုးခိုးဆိုတာရနံ့ပေါ့နော်အဲ့တော့ပြောခိုးဆိုတဲ့အကြောင်းမလို့အနံ့ရနံ့မျိုးပါတာပေါ့နော်အဲ့တော့နိဝါနောခန္ဓာခါရပြောခိုးကဒီလိုကားလို့ဆိုလို့ရှိရင် ဒီပန်းချံတွေကပန်းကောင်းမျိုးပြီးတော့မှရနံ့နေရမျိုးပါလာတယ်ပေါ့နော်။နောက်ပါလာမှုကကြည်ကြည်ပဲမျိုးနောက်ပါလာတယ်အဲ့လိုပုံစံမျိုးတုံးထားပါပေါ့နော်။အဲ့တော့ဝါကြဒီတာတာယုံနဲ့သုံးမယ်ဆိုရင်ဟေယာနီခိုးဟင်းအောင်ခေါ်ဦးဒီကတာတာယုံတဲ့ခင်မစတာတာတာယုံတဲ့အီတို့ပေါ့နော်။အခန်းထဲမှာကော်ဖီရနံ့တွေကလုံးဝအိုးတင်းပြန်ပြီးမျိုးပါတယ်အဲ့လိုမျိုးကြောက်လာတယ်ပေါ့ကော်ဖီရနံ့ရရပေါ့အဲ့လိုပုံစံမျိုးနေလေတာတာယုံတဲ့အီတို့ဆိုပြီးတော့သုံးတယ်ပေါ့နော်။နောက်ထပ်တစ်ခုကိုထပ်ပြီးလေ့လာကြည့်ပါမယ်။ အခုလေးလာနေစကလုံးလေးကကြတော့ဘုတ်စွဆိုပြီးတော့တန်ထွက်တဲ့စကလုံးလေးပေါ့နော်သူရဲ့အထိပ္ပာယ်ကကြတော့နစ်မြုပ်တာနောက်ပြီးတော့နောက်ခုနတို့ပေါ့မရှိတော့တာပုံစံမျိုးမှာအတုံးပြည့်ရေပေါ့နော်အဲ့တော့သူ့ကိုဝချလေးနေလေးလာကြည့်မှဆိုရင်ပထမအောင်ဆုံးစကလုံးလေးကကြတော့ဘုတ်ရှူဘုတ်ရှူဘုတ်ရှူဆိုတာကကြတော့အာနာနဲ့ပစ္စည်းတစ်ခုခုကိုတင်လိုက်တာအာအခွင့်အာနာပထမလူကြီးရပါဖြစ်ဖြစ်အခွင့်အာနာဖြစ်ဖြစ်တစ်ခုခုကိုတင်ယူတာ အသိခံလိုက်ရတာပေါ့နော်။ဥပမာများသောအဖြစ်သုံးတာနိုင်ငံဘန်နာအဖြစ်သိနေလို့ဘာလို့မှသုံးနေပေါ့နော်။အဆုံးရှုံးခံလိုက်ရတယ်လှခံလိုက်ရတယ်ဆိုရဲပုံစံမျိုးမှာ push ကိုသုံးနေပေါ့နော်။ She can you ni smartphone ကနာတဲ့စင်စင်ဒီ push စားတဲ့ကစာမွေးတော့တွေမှာဖုန်းမိလာတဲ့အတွက်ကြောင့်မလို့ဆရာမကဖုန်းကိုသိလိုက်တယ်။ဒါတော့တာမန်ဆရာမကဖုန်းကိုဒီတိုင်းသိလိုက်တဲ့ဆိုရဲပုံစံမျိုးအာနာနဲ့သိနေဆိုရဲပုံစံမျိုးနဲ့သုံးထားပါပေါ့နော်။အဲ့လိုနေရာမျိုးမှာလည်းသုံးတယ်။နံပါတ်2နံပါတ်2ကကြတော့ပို့တိုဘူတိုပို့တိုဆိုတာကကြတော့တခုခုအအောင်ဆက်ပြီးဒီဇိုင်းပဲမှလုပ်နေတာပေါ့နော်။ ခါဒီကအေးကိုအေးကဖို့ကိုတို့ညပို့တိုးရှိတယ်လို့သူကပချီဆွဲနေတဲ့နေရာမှာလောဝအိုဒီဇိုင်းမမတ်နဲ့အဲ့ဒီတခုလည်းမှာပဲညံ့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 နေဆိုအတိပဲမျိုးနဲ့တုံထားပါဘောနော်နံပါတ်3ကကြတော့ပိုချုလကုပိုချုနကုပိုချုလကုဆိုတာကကြတော့ဘာလဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကြဆုံးကြဆုံးတာဆိုရဲပုံစံမျိုးပါလဲတော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ယာတုရဲ့အဆင့်လေးကိုယ့်ရဲ့အနေထားအောင်မြင်ချောချမှုတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အာနာပါဝါတွေပဲဖြစ်ဖြစ်တစ်ဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာပြီးတော့အားနည်းဖြောပြောလာတဲ့အနေအထားမျိုးကြဆင်းလာရဆိုတဲ့အနေအထားမျိုးမှာလည်းတော့တွေ့ရခတ်စတဲ့နော်ဘေကာမို့ဂျီတာတတော်မနီပိုချလာကူရှိတာဆိုလို့ရှိရင်ဟိုရင်တော်ကအရောင်နာမည်ကြီးခဲ့တဲ့အရောင်နာမည်ကြီးခဲ့တဲ့သူကဆိုလို့ရှိရင်လည်းခေကာလာတခုပေါ်တော့ရောက်လာရတဲ့အမြတဖြည်းဖြည်းနဲ့သူရဲ့နာမည်ကျော်ချောင်းမှုတွေအားလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးလာတယ်အဲဆုတ်ယုတ်လာတယ်ဆိုတဲ့အထိပ္ပယ်ကိုလည်းတုံထားပါတော့နော်နံပါတ်၄ကကြတော့ချင်းပိုချချင်းပိုချ ချင်းကိုဆိုဆိုတာကြတော့တင်းမိုးတွေပါရေးနေပြုတ်တယ်ဆိုရင်နာမည်မှာအတုံးပြင်ပေါ့နော်အာလာရှီနိုစေတဲ့ဖုန်းကချင်းဘူဆိုရှိましたပုံနိုင်ချောင်းတင်းမိုးနေပြုတ်တယ်နောက်ခုနံပါတ်5ကြတော့မိုင်းဘူဆိုမိုင်းဘူဆိုမိုင်းဘူဆိုဆိုတာကြတော့အဥကမြေမြုပ်တကြိုလိုက်တာမြေထဲမြေထဲမှာပြုတ်ကလိုက်တယ်ဆိုရင်ပုံစံမျိုးမှာလည်းအတုံးပြုတ်တယ်လို့နောက်တစ်ခုကကြတော့အကုန်လုံးကိုဖိုးအုပ်ထားပြီးမမြင်အောင်ပြုတ်လို့တယ်ဆိုရင်ပုံစံမျိုးမှာလည်းတုံးတယ်နောက်တစ်ခုကတချို့သောအရာတွေကမေတာမေတာတာနောက်ခုနောက်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သိပြီးတော့ မမြင်သိတာထင်ရှားမှုမရှိဘူးဆိုတဲ့ပုံစံမျိုးမှလည်းတုံးတယ်အဲ့တော့ဝက်ကြလေးကိုဖရေပီယိုလေးချိန်မှာဆိုလို့ရှိရင်ခရီနော်ဆိုင်းလို့ဝါဆိုရှိကိနော်နာကတဲ့မိုင်းပို့ဆိုရှိတဲ့ဤလိုသူ့ရဲ့ပါရမီအရေးသွေးတွေရာဆိုလို့ရှိရင်ဒီဆိုရှိကိအဖွဲ့အစည်းထဲမှာလုံးဝသူ့မေတ္တာတည်နိုင်ပေါ့နော်လုံးဝထင်းထင်းရှားရှားနဲ့ကိုမမြင်ရဘူးပြောမဆိုရင်ဖုံးပွေနေရပေါ့နော်သူ့အရေးချင်းတွေကိုဘယ်မှမမြင်ရအောင်မတွေ့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့အတုံးပြူထားဖြစ်ပါတယ်နောက်ထပ်စကားလုံးဘလုံးအထက်လေးလာကြည့်ပါမယ် အခုလေ့လာမယ့်စကားလုံးလေးကကြတော့ဓာတ်ခုဆိုပြီးတတ်ထားတဲ့စကားလုံးလေးပေါ့နော်ဒီခန်းကြီးရဲ့မူရင်းအတိတ်ပဲဟိုကသူကရောနှောတယ်နှောက်တယ်အဲဆိုတဲ့ပုံစံမျိုးပေါ့နော်ရေဆိုလဲကြီးတယ်နည်းရေမဟုတ်ဘဲနဲ့ရှုံဖွက်တွေပါရင်လည်းအဲတော့နော်နှောက်ရေနှောက်ပေါ့အဲ့လိုပုံစံမျိုးခန်းကြီးလေးပေါ့เนาะအဲ့တော့သူကဓာတ်ခုအတန်ထွက်တယ်ပေါ့เนาะအဲ့တော့သူ့မှာကရိယာနှစ်ခုလည်လာရမှာပေါ့เนาะအဲ့တော့ပထမတစ်ခုကကြတော့နီဂောရုဒုတိယတစ်ခုကနီဂောစုဆိုပြီးတော့နှစ်ခုနီဂောရုဆိုတာကကြတော့ ကြည်တို့ရှိပေါ့နော်ရှီစန်းနီနာတို့တဘာဝတိုက်တော့သူဖြစ်တာဥမာရေတွေဆိုရင် နောက်နေတာတို့ခုခီလေဆိုရင်လည်းမိခိုးတွေနဲ့ရောရှက်ပြီးလုံးဝမကြည့်မလင်ဖြစ်နေတာမျိုးအဲ့လိုအခြေအနေဂျော့ကျော့အခြေအနေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးညီခေါ်တို့ပေါ့အဲ့ဒါညီခေါ်တို့အဲ့တော့သူ့ကိုဝါချလေးနဲ့တွဲပြီးကြည့်မယ်ဆိုရင်ဥမာမီဆူ ကနီဂောရုဆိုလို့ရှိရင်ရေကနှောင့်နေရေကအကြီးမဟုတ်ရေနှောက်ဖြစ်နေအဲ့လိုပုံစံမျိုးနဲ့တောင်းနေပေါ့နော်နောက်တစ်ခုကကြတော့ညီဂောစုညီဂောစုဆိုတာကကြတော့တာတို့ရှိဓာတိကကနာနီကောစုတစုံတစ်ယောက်ကနေဖြုတ်လောက်တာအဲယောမှုေနှောက်လိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်ဤတော့တဲ့ခိ အဲရွေးချက်ရှိရှိနေကိုလှုပ်တာဥပမာအားဖြင့်မီစုရေပဲဖြစ်ဖြစ်ခုခီလေပဲဖြစ်ဖြစ်ခုတို့ဘစကားတွေပဲဖြစ်ဖြစ်အဲဥပမာအားဖြင့်ဖိုတိုဘောင်မီကောစုဆိုလို့ရှိရင်စကားတွေကိုရောနှောပလိုက်တာ စကားတွေကိုရောချပလိုက်တာအဲ့လိုပုံစံမျိုးမှာနေကောစုကိုအသုံးပြုတယ်ရွေးချက်ရှိရှိနေစကားကိုရောချအဲ့လိုပုံစံမျိုးတွေမှာခိုတိုဘောင်ကိုနေကောစုဆိုပြီးတော့အသုံးပြုတယ်ပေါ့နော်အဲ့ဆိုရင်ကရိယာနှစ်ခုပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်လေ့လာရမယ့်စကားလုံးတွေ အဲတလုံးကကြတော့ဗာလဲဆိုတော့ဟိုဓာခူးအုံးဆိုတာရှိတော့ဓာခူးအုံးဆိုလို့ရှင်အတန်ကိုအာနောက်အတန်ကိုရောနောက်တာအဲ့လိုပုံစံမျိုးဆိုရင်ဓာခူးအုံးဆိုပြီးတော့အုံးနေပေါ့နော်ဥမာဂျပန်စာအခြေခံနေရာတွေစတင်လာတယ်ဥမာဟိုစာအတန်ကိုပြည့်နောက်တာလို့တဝက်နောက်တာလို့အဲ့လိုပုံစံမျိုးမှာသုံးနေဓာခူးအုံးပေါ့နော်အဲဟဟဆိုလို့ရှင်ဘာလို့ပါလို့အဲ့လိုပုံစံကြောင်းလာတော့အဲ့ဒါကြီးပေါ့နော်နောက်တစ်ခုကကြတော့ဓာခူးလေးကိုဓာခူးလေးကိုဓာခူးလေးဆိုတာကကြတော့ ပြောမယ်ဆိုလို့ရှိရင်သူကရေကရှုံနေတဲ့ကျောင်းတော်ရဲ့ရှိပေါ့အဲ့ဒီရှိကစီစဉ်နေတာအဆက်မပြတ်စီစဉ်နေအဲ့လိုပုံစံမျိုးဥမာဟိုဝါမဲတဲ့ခါဝါကတခုမျိုးထိုနာရီဟာရှိကဟာရှိကနာဂဆာရတာဆိုလို့ရှိရင်ရေကြီးတာပေါ့နော်အဲ့တော့မိုးကြီးတာပေါ့မိုးကြီးရဲ့အတွက်ကြောင့်မို့လို့မြစ်ကရေတွေက လုံးဝအရှိန်ဟုန်ပြင်းပြီးတော့ တော့ဟာရှုံနေနေရောနော်ပြီးအချိန်ဟုန်ပြင်းဆိုစီစဉ်တဲ့အတွက်ကြောင့်မလို့ဒီတရားကလည်းတစ်ခါတည်းပါသွားတယ်ဆိုရအိပ်ပဲမျိုးနဲ့တုံးချင်ရင်ဒါခုဒီကိုတုံးရတာပေါ့နော်အဲဆိုလို့ရှိရင်နောက်ထပ်တစ်လုံးထပ်ပြီးလေ့လာကြည့်ပါမယ်အခုလေ့လာမယ်စကလုံးလေးရကြတော့အတန်ထွက်ကပါအတန်ထွက်လဲဆိုတော့သူကချောဆိုပြီးတော့လေအတန်ထွက်တဲ့ချောဆိုပြီးတော့အတန်ထွက်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့မူရင်းအိပ်ပဲကိုကြည့်ကြည့်မယ်ဆိုရင်သူကကြည်လင်တာကိုပြောတာပေါ့နော်ကြည်ကြည်လင်တဲ့ပုံစံမျိုးကို ုံနဲ့ခံကြည့်လေးဖြစ်ပါတယ်အဲ့တော့သူ့မှာကရိယာနှစ်ခုကိုလေ့လာမှာဖြစ်ပါတယ်ပထမတစ်ခုကကျတော့ဆိုမှုဒုတိယတစ်ခုကဆိုမှုပေါ့နော် ကျွန်တော်စုမှုဆိုတဲ့အခါကဘာလဲဆိုတော့ခြေတို့ရှိပေါ့နော်ခြေတို့ရှိရှင်းစနေနာတို့တဘာဝအလျောက်ခြေနေနေတာမျိုးမှာအတုံးပြုရပေါ့နော်နီဂိုလီကနာကုနာတို့ပုံစံမျိုးအတန်းဆိုလဲမဲလျောနီနာတို့အတန်းဆိုလဲပြတ်သားခြေနေနေတာမျိုးခုခိလေလူဆိုလို့ရှိရင်လည်းခီယောလာကနီနာနတ်တေအီတို့ပေါ့နော်လုံးဝခြေနေရှင်းနေနေတာမျိုးလေဆိုလဲတန့်ရှင်းနေတာမျိုးအဲ့လိုပုံစံမျိုးကိုစုမှုဆိုပြီးတော့တောင်းတယ်ပေါ့နော်ဥပမာဝက်ချလေးနဲ့ခြေနေဆိုရင်အမေနော်အာတို့ခုခိကဆွန်တာဆိုလို့ရှိရင်မိုးရပြီးတဲ့နောက်မှာဆိုလို့ရှိရင်လေလူကလုံးဝကိုတန့်ရှင်းလက်ဆက်ပြီးခြေနေနေဆိုအတိတ်ပဲမျိုးနဲ့တုံထားပေါ့နော် နောက်တစ်ခုကဆူမဆူဆူမဆူကတာတို့ရှိအဲ့တော့ဒါရီကလာနန်နီခေါအီတိုတက်ခင်းမီဆိုလို့ရွေချက်ရှိနေဆုံးတစ်ယောက်ကပြုလုပ်တာမျိုးမှာဆူမဆူကိုအသုံးပြုတယ်ပေါ့နော်အဲသူလည်းကြည်လင်တာပဲပေါ့နော်အဲအဲ့တော့ဟျောချောအုတ်စုခုလို့ကိုတကယ်လို့ဒီဟျောချောပေါ့နော်စိတ်ခံစားချက်တွေပါလေဆိုလို့ရှိရင်လည်းအဲကြည်လင်သွားအောင်ပြုလုပ်တယ်အဲ့လိုပုံစံမျိုးမှာဆူမဆူကိုအသုံးပြုရဲပေါ့နော် အဲ့တော့ခါနိုချောကရှီလာနိုင်ကူလီကိုရှီတဲ့ခါကိုစူမရှီတဲ့အီတာဆိုလို့ရှိရင်သူမကမတိတဲ့ပုံစံလုပ်လိုက်ပြီးတော့မျက်နှာကိုလုံးဝပြန်ပြန်လိုက်တဲ့အနေထားကိုမတိငိမ့်တဲ့အနေထားကနေပြီးတော့အစ်စေးတိငိမ့်တဲ့အသွေးတံခါးကိုဖန်ဆင်းလိုက်တဲ့ဖန်တီးလိုက်တဲ့ပုံတော့အဲ့လိုပုံစံမျိုးမှလည်းစူမရှီတဲ့အီတာဆိုပြီးတော့အသုံးပြုရပေါ့နော်ဒါဆိုရင်စူမစူမှုနဲ့စူမစူကိုတီပါရေးဆိုတော့တခြားစကားလုံးလေးတွေကိုထပ်ပြီးတော့လေ့ကျင့်ကြည့်မယ်ပေါ့နော်အဲ့တော့ပထမတစ်လုံးကကြတော့ဆဲချောဆဲချောအဲ့တော့ချောဆိုပြီးတာထပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆဲချောဆဲချောဆိုတာဘာလဲဆိုတော့ လုံးဝကိုတန်ရှင်းကြည့်နေမိတာမျိုးသုံးတာပေါ့နော်။ညမတော့ဦးရေဝခူခီကဆဲချောတာဆိုလို့ရှိရင်အဲဒီတောင်ရဲပေါ်မှာရှိတဲ့လူတွေညာဆိုလို့ရှိရင်အရန်ကိုတန်ရှင်းပြီးကြည့်နေပြင်းပြရဲဆိုတဲ့ပုံစံမျိုးနဲ့သုံးထားပါပေါ့နော်။အဲတော့နံပါတ်2ကကြတော့ချောမဲချောမဲချောမဲဆိုတာကကြတော့လုံးဝချိန်ပြတ်သားပြီးတော့အာအခါအခါတို့ ခုတို့ပေါ့နော်လုံးဝအောင်လင်းနေကြည်လင်းနေတာမျိုးမှတုံးတယ်အဲ့တော့ခါရင်တော့ခွေကချောမဲတဲ့ရုပ်ခုထိုးလို့ပေါ့နော်သူ့ရဲ့အတန်လုံးဝအောင်ကြည်လင်းပြသရှင်းလင်းပြီးတော့တတိဆာဆာကိုကြားရတယ်ဆိုအဒီပဲမျိုးနဲ့တုံးထားတာပေါ့နော်နောက်တစ်ခုကကြတော့ချောရှင်းချောရှင်းချောရှင်းဆိုတာကကြတော့ဘာလို့ပြောရလဲဆိုတော့စိတ်ကလုံးဝအညဉာဏ်နိုင်ပါဘာမှမရှိတော့ဘူးလုံးဝစိတ်ကအေးစိတ်တည်နေပြီးကြည်လင်းနေတာစိတ်ကြည်တာမျိုးပြောတာပေါ့နော်ချောရှင်းဆိုတာစိတ်ကြည်တာအဲ့တော့စာတော့ပေါ့နော် အဲ့တော့ဖတ်ကြည့်မယ်ဆိုလို့ရှိရင်စာတို့စာတို့တွေကချောရှင်းကတိုင်းစစ်စစ်ပို့စာပဲလို့ပေါ့နော်အဲ့တော့ခြာတို့ခြာတို့ခြာတို့ဆိုတာကြတော့ဒီလက်ဖက်ရအခမ်းအနားဖြစ်စင်းနေပွဲမှာဆိုလို့ရှိရင်လုံးဝစိတ်က AC တည်ငြိမ်ပြီးငြိမ်သက်မှုကအရင်အရေးကြီးရပေါ့နော်နောက်တစ်ခုကကြတော့ဒီစွန်းတခွေလို့လည်းတောင်းတယ်စွန်းတခွေဆိုတာကြတော့လုံးဝပြပြတတဖြစ်တဲ့အတန်မျိုးစွန်းတခွေကြီးနေပြတာတဲ့အတန်လို့အတော့ဖြူရပေါ့နော်အဲ့တော့နောက်ထပ်တစ်လုံးထပ်ပြီးလေ့လာကြည့်ပါမယ် အခုလေးလာမယ်စကလုံးလေးတွေကကြတော့ဝါချမပါဘဲနဲ့ဒီတိုင်းပဲလေးလာတော့မှာဖြစ်ပါတယ်။အဲ့တော့ခီလိခီလိမြူရှီမိုရှီမိုစင်းနေသူယူသူယူနင်းစာခုမိုခုမိုဒေနီချီနီချီတတန်ခင်ခင်အိုဆူအဝဲအဝိုင်းဆဝိုင်းဤတူဤတူလက်တီကျူ อีเซนอีเซนမင်းပြိုင်များပြိုင်နေနေပြောဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ဒီဖတ်စာအုပ်ရဲ့အခန်း9ခုအထိပြီးသွားပါပြီ။နောက်ထပ်ဗီဒီယိုလေးမှာအခန်း10ကနေပြီးတော့အပိုင်းလေးတွေပြန်ပြီးတော့စာပါမယ်ရှင်။じゃまたねお疲れ様でした。バイバイ。